ရုရှားသမ္မတပူတင်စီးနင်းလိုက်ပါတာတဲ့ယင်ဟင်ဒရုန်းတွေနဲ့အတိုက်ခံရတယ်လို့သိရပါတယ်။ရုရှားသမ္မတပူတင်ဟာပြီးခဲ့တဲ့တနင်္ဂနွေကကာစ်ဒေတာကိုရှောင်းတခင်သွားရောက်ခဲ့ချိန်မှာသူစီးနင်းလာတဲ့ယင်ဟင်ကိုယူကရိန်းဒရုန်းတွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မေလ20ရက်နေ့ကယူကရိန်းလို့ဆောင်တဲ့အကြီးစားဒရုန်းတိုက်ခိုက်မှုမှာရုရှားကောင်းဆောင်ရဲ့လက်ရင်ဟာဗိုလ်ချက်နေရာမှာရှိခဲ့ပါတယ်။ ကျွန်တော်တို့ကတစ်ချိန်တည်းမှာပဲလေချောင်းရံကာကွယ်ရေးလှုပ်ဆောင်ခဲ့ရပြီးသမရရဲ့ဟဲ့ရင်အတွက်လေပိုင်းနဲ့လုံခြုံမှုပေးခဲ့ရပါတယ်လို့ရုရှားလေချောင်းကာကွယ်ရေးတပ်ဖွဲ့မှတမှုရူရီဒက်ရှကင်ကပြောပါတယ်ပူတင်ရဲ့လေယာဉ်ကိုဒုံးလိုက်ခိုင်းမှုနဲ့ပတ်သက်ပြီးယူကရိန်းကတော့ဒါနဲ့ပတ်သက်ပြီးထုတ်ပြန်ခြင်းမရှိပါဘူးပြီးခဲ့တဲ့တရေဘက်ကပူတင်တော်ရောက်ခဲ့တဲ့ကာရှ်ဒေတာခီးစင်ဟာရုရှားတပ်ဖွဲ့ကအခုနှစ်ຫນွေဦးစောပိုင်းမှာယူကရိန်းထံမှပိုင်နဲ့အများစုပြန်ရယူပြီးနောက်ပိုင်းပထမဆုံးခီးစင်ဖြစ်ပါတယ် ယူကရိန်းဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကကာရှ်ဒေသကိုတိုက်ခိုက်ခဲ့ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားကိုပြည်ပတစ်ဖွဲ့တည်းရဲ့ပထမဆုံးကျူးကျော်တိုက်ခိုက်မှုပဲဖြစ်ပါတယ်။ယူကရိန်းဟာကာရှ်ဒေသကိုမလာထိခြေကုပ်ယူထားနိုင်ခဲ့ပြီးရုရှားကမြောက်ကိုရီးယားစစ်သည်တွေကိုကူညီနဲ့အကြီးစားတံမြန်ထိုးစစ်လုပ်ခဲ့ပါတယ်။ဒေါင်းနေကြကြပြီးဖြစ်တဲ့စစ်ပွဲအတွင်းမှာရုရှားဟာယူကရိန်းကိုဒုံးကြီးတွေ drone တွေနဲ့အကြီးစားတိုက်ခိုက်မှုမလုပ်ခင်ရပ်ပိုင်းတို့မှာပူတင်ဟာကာရှ်ဒေသကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။ရုရှားကလေကြောင်းတိုက်ခိုက်ရင်363စီး cruise drone ကြီး90စီး တိုက်ခိုက်ရေး drone 335စက်၃မီယူကရိန်းမျိုးတွေပြင်ပထားတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ကပြောပါဗျ။အဲ့ဒီတိုက်ခိုက်မှုမှာယူကရိန်းကဒုံးကျည်အားလုံးနဲ့ drone 228စက်ကိုပစ်ချထားနိုင်ခဲ့ပေမဲ့ဒေသ၅ခုတော့ထိမှန်ခဲ့ပါဗျ။ရုရှားဟာပြည်နယ်ကင်းလွတ်နေမှုကြောင့်ဒီလိုတိုက်ခိုက်မှုတွေတိုးချဲ့ကဆက်လက်လို့ဆောင်နေကြောင်းအမေရိကန်အနေနဲ့ရုရှားကိုဒီဒီမိုကပုံမှုပြီးတော့အရေးယူဖြစ်ပေးတဲ့လို့ယူကရိန်းသမ္မတဇီလင်စကီးကပြောပါဗျ။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အစိုးရအဖွဲ့ကနေ Elon Musk ဟာအပီးတိုင်းနှုတ်ထွက်သွားတာမဟုတ်ဘူးလို့မိမိယုံကြည်ကြောင်းတချိန်မှာတော့ Elon Musk ပြန်လာမယ်လို့သမ္မတ် Trump ကပြောပါတယ်။ Elon Musk ထောက်ခသွားတဲ့အတွက်သမ္မတ် Trump ကတော့ဝမ်းနည်းနေပါတယ်။အစိုးရအဖွဲ့တွေက Elon Musk နှုတ်ထွက်သွားပြီမဲ့သူဦးဆောင်တဲ့အစိုးရစွမ်းဆောင်ရည်မြင့်တင်ဌာန DOJ ကိုအပီးကြောခိုင်းသွားတယ်လို့မိမိမခံစားရကြောင်းသမ္မတ် Trump ကပြောပါတယ်။သူ့လုပ်ငန်းတွေအချိန်နေစိုးရတဲ့အတွက်ကြောင့် Elon Musk ဟာလုပ်ငန်းတွေကိုပြန်လည်ကြီးကြပ်ဖို့အတွက် ခဏပြန်သွားတာပဲဖြစ်တယ်လို့ထရန့်ကပြောပါတယ်။အီလွန်မတ်ဟာအစိုးရ၃စိတ်ဒီနဲ့ငွေယူပေါက်တွေသိသာရှော့ချမယ်လို့ကြွေးကြော်ပြီးထရန့်လက်ထက်ဖွဲ့စည်းခဲ့တဲ့ DOJ ဌာနအဓိကဦးဆောင်ခဲ့သူပါ။ဒါမဲ့သူဟာတမရခန့်အပ်တဲ့အစိုးရအထူးအရာရှိယာဒူးကိုပဲယူထားတာကြောင့်တက်တန်းရက်ပေါင်း130ပြည့်တဲ့ချိန်ယာဒူးကနှုတ်ထွက်ခဲ့ပါတယ်။အီလွန်မတ်ဟာအစိုးရ၃စိတ်ဒေါ်လာ1ထရီလောက်ကိုရှော့ချပြမယ်လို့ကြွေးကြော်ခဲ့ပေမဲ့ သူ့လက်ထက်မှာ DOJ ဟာအသုံးစိတ်ဒေါ်လာ150ဘီလီယံလောက်ကိုဖျက်တောက်ခဲ့ပါတယ်မေ30ရက်နေ့မှာတော့ Elon Musk ကအင်ဂျူတော်ရဲ့ရုံးခန်းမှာသမ္မတ Trump ကိုတွားရောက်တွေ့ဆုံပြီးအစိုးရခွဲကနေတရားဝင်နှုတ်ထွက်မှုကိုတင်ပြခဲ့ပါတယ်။ဒါပေမဲ့ Trump ကတော့ Elon Musk ဟာ DOJ ကိုအပိဓာန်နှုတ်ထွက်သွားတာကြောခိုက်သွားတာမဟုတ်ဘဲနဲ့တွားလိုက်ပြန်လိုက်လုပ်နေမှာလို့ဆိုပါတယ်။ DOJ ဟာ Elon Musk ကိုတိုင်ပြုစုပြောင်းခဲ့တဲ့ခလင်းငယ်တယောက်နဲ့တူပါတယ်လို့ Trump ကပြောပါတယ်။ ဒီအိုဂျီကတရားဝင်ကြီးဌာနမဟုတ်ပဲအစိုးရအတွက်အကြံပေးဌာနအသွင်ရည်တည်နေပါတယ်။ဒီအိုဂျီရဲ့ချက်ဟာအခွန်ထမ်းပြည်သူတွေရဲ့အခွန်ဝယ်တွေအလေလွတ်မဖြစ်စေဖို့ဖြစ်ပါတယ်။ American ကျွေးမီကို short ချဖို့ဖြစ်ပါတယ်။ American မှာကျွေးမီဒေါ်လာ36 trillion လောက်တင်နေပါတယ်။ Elon Musk ထောက်ခွာသွားမယ် Rama Swami ကတော့ကြံရည်နေပါသေးတယ်။တဖက်မှာတော့ Elon Musk ဦးဆောင်မှုနဲ့လက်ပတ်တဲ့ DOG လုပ်ငန်းစဉ်ဟာငင်းပွားစရာကြရထမှုတွေရှိခဲ့ပြီး Federal Social Agency တွေကလည်းဝန်ထမ်းပေါင်းနဲ့ချီအတင်းကျပ်ဖိအားပေးထုတ်ပေတာ ဖြစ်နိုင်ခြေကြိုးစက်တွေကိုမငဲ့ပဲအမေရိကန်စိုးရရဲ့နိုင်ငံတကာအေဂျင်စီတွေကိုပိတ်သိမ်းတာရန်မုံငွေဖြတ်တောက်တာတွေလှုပ်ဆောင်ခဲ့တာကြောင့်ခက်ခါတီးတီးဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အထူးသဖြင့်အမေရိကန်ရဲ့နိုင်ငံတကာရန်မုံငွေထောက်ပံ့မှုဒီကဌာနဖြစ်တဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ project အများစုကို DOGE ကဖြတ်တောက်ရှင်းချခဲ့တာဟာကမ္ဘာတစ်လောက လူသားချင်းစာနာမှုဆိုင်ရာမရှင်တွေမှာအကြီးအကျယ်ကမောကမောဖြစ်ခဲ့ပါတယ်နောက်ထပ်အကျိုးဆက်ကတော့ Tesla လျှက်စစ်ကားကုမ္ပဏီပါဝင် Trump ပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကို ်အမေရိကန်နဲ့တခြားကမ္ဘာနိုင်ငံတွေမှာပြင်းထန်တာဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီးတက်စလာဆိုရင်နှစ်တော်ပြများတဲ့ဆန့်ကျင်တွေအရောကျဆင်းသွားပါတယ်အင်ဂျီရောမတော်ထရန့်ကအီလိုမတ်စ်ကိုချီးကျူးသွားခဲ့ပြီးမျိုးဆက်အတော်ပြများကာလာတွေတွေ့ရမှုနဲ့တိုင်းတပ်ပမာဏအကြီးမားဆုံးဆိုးရပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ကိုမမောနိုင်မပန်းနိုင်လုံဆောင်ခဲ့သူပါလို့ညွှန်ဆိုပါတယ်အီလိုမတ်စ်ဟာဒီအိုဂျီကလည်းတကယ်ထောက်ခွာတာမဟုတ်ကြောင်းမိမိအနေနဲ့သူ့ကိုမျှော်လင့်နေကြောင်းထရန့်ကဆိုပါတယ် ထရရဲ့အခွန်နဲ့အစိုးရသုံးစိတ်မှုကြံကိုအီလွန်မတ်စ်ကဝေဖန်ခဲ့ပြီးရပိုင်းကြမှာသူနဲ့ထရတွဲဆောင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမူကြံမှာဒေါ်လာထရီလန်နဲ့ချီလီအခွန်ရှော့ချမှုတွေကာကွယ်ရေးသုံးစိတ်မြင့်တင်မှုတွေပါဝင်အီလွန်မတ်စ်ကတော့ဒီမူကြံဟာဒီအကြီးကလှုပ်ဆောင်ထားသမျှအသုံးစိတ်ရှော့ချမှုကိုတဲတဲ့ရည်သွန်ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။ဒါအပြင်အီလိုမက်ဆာဒီအကြောင်းကိုပတ်သက်ပြီးတမန်ထရိုင်းတဲ့ခါမှာတော့ဘာမှပြောဆိုခြင်းတော့မရှိတော့ပါဘူး အစိုးရဘက်ကလည်းနှုတ်ထွက်မဲ့အကြောင်းကြေညာခဲ့ခြင်းက Elon Musk ကသူမရှိတော့ပေမဲ့ DOGE ဟာ American အစိုးရရဲ့အစိတ်အပိုင်းဖြစ်ရေရှည်တည်တက်ပြီးဆက်လက်ပတ်နေပါမယ်လို့မှတ်ချက်ပေးသွားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပယ်ထိန်တုံးကြီးအစင်းတရာထက်မနည်းရုရှားကိုမြောက်ကိုရီးယားကရဲပြောင်းပေးခဲ့တယ်ဆိုပါတယ်။မြောက်ကိုရီးယားပြီးခဲ့တဲ့နှစ်တွင်ရုရှားအတွက်ပေထိန်တုံးကြီးအစင်းတရာထက်မနည်းလွှဲပြောင်းပေးခဲ့ကြောင်းမြောက်ကိုရီးယားဘော်ကုလရဲ့ရေယူပိတ်ဆို့မှုစောင့်ကြည့်ဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ် အရေးယူပိတ်ဆို့စောင့်ကြည့်အဖွဲ့မှာအမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားပါဝင်နိုင်ငံပေါင်း၁၇နိုင်ငံပါဝင်ပြီးမြောက်ကိုရီးယားပေါ်တန်ခတ်ပိတ်ဆို့မှုကောင်းတဲ့ဖော်မှုစောင့်ကြည့်ရေးကုလလုံခြုံရေးကောင်စီတွင်ကျင်သူတွေအဖွဲ့ကိုပြီးခဲ့တဲ့နှစ်ကရက်ဆိုင်လိုက်ပြီးနောက်လက်ရှိအဖွဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါဟာတွင်ကျင်သူအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုရုရှားကဗီတိုအာနာအသုံးပြုပိတ်ဆို့ခဲ့တာကြောင့်ဖြစ်ပါတယ်။လက်ရှိဘဝရဲ့အစဉ်ခံစားရမှာတော့မြောက်ကိုရီးယားဟာကုလလုံခြုံရေးကောင်စီရဲ့တန်ခတ်ပိတ်ဆို့မှုကိုချိုးဖောက်ပြီး ရုရှားအတွက်တင့်ဖြတ်တုံးကြီးနဲ့တခြားလက်နက်တွေပံ့ပိုးခဲ့တယ်ဆိုပါတယ်။မြောက်ကိုရီးယားပြီးခဲ့တဲ့နှစ်တွင်ရုရှားကိုတပ်ဖွဲ့ဝင်1000ထောင်ကျော်ဆစ်လွတ်ခဲ့ပြီးအခုနှစ်ဇန်နဝါရီကနေမလအတွင်းထိနောက်ထပ်တပ်ဖွဲ့ဝင်3000ကျော်ဆစ်လွတ်ခဲ့တယ်လို့အမေရိကန်နဲ့တောင်ကိုရီးယားထောင်လင်းရေးတွေကပြောပါတယ်။အပြန်အလှန်အပြင်ရုရှားကလည်းမြောက်ကိုရီးယားအတွက်လေကြောင်းကာကွယ်စနစ်တင်တဲ့ခေတ်မီအီလက်ထရောနစ်စစ်စင်ရေးစနစ်တွေပေးအပ်ခဲ့တယ်ပြောပါတယ်။ ကိုလာရဲ့အရေးယူပိတ်ဆို့မှုကိုရှောင်ရှားဖို့မြောက်ကိုရီးယားကိုကိုညင်နေတဲ့ဖွဲ့စည်းနေတဲ့လူပုဂ္ဂိုလ်တွေကိုဖော်ထုတ်ဖို့ကိုလာလုံခြုံရေးကောင်စီနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့စောင့်ကြည့်ဖွဲ့တွေကပြောပါတယ်။ဒါအပြင်မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်စီစဉ်အတွက်အထောက်အကူပြုစေမယ့်အရာတွေလွှဲပြောင်းပေးရမှုစောင့်ကြည့်ရေးကိုလည်းအရှိန်မြှင့်လှုံ့ဆော်သွားမယ်လို့နိုင်ငံ၁၇နိုင်ငံကကြေညာထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ထိုင်ဝမ်ကိုလက်နက်တွေပို့ရောက်မှုအမေရိကန်အစိုးရကစီစဉ်နေပါတယ်။ တရုတ်ရဲ့စီးရေးဖိအားနဲ့ချင်းချောက်မှုတွေကြုံတွေ့နေရတဲ့ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုတုံ့ပြန်ဖို့အမေရိကန်ဆွေရကစီစဉ်နေတယ်လို့သိရပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့သမ္မတပထမတက်တန်းကာထထိုင်ဝမ်ကိုလက်နက်တွေပို့ရောင်းချသွားဖို့ရှိပါတယ်။ဒါထိုင်ဝမ်ပေါ်အမေရိကန်ကတိကထမှန်ဖော်ပြတာဖြစ်ပေမဲ့တရုတ်ကတော့သံတမန်ရေးရတင်းမှမှုတွေပိုဆိုးလာနိုင်ပါတယ်။လက်ရှိအစိုးရရဲ့ခွင့်ပြုနိုင်ခြင်းဟာထရမ့်ပထမတက်တန်း၄နှစ်တာကာလအတွင်း ခွင့်ပြုတဲ့ပမာဏကိုအလွယ်တကူပဲကျော်လွန်သွားလိမ့်မယ်လို့အမည်မဖော်လိုတဲ့အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ဒါအပြင်ထိုင်ဝမ်ကာကွယ်ရေးအသုံးစိတ်၃ရာခိုင်နှုန်းတိုးဖို့အတွက်ကန့်ကွက်ခြင်းမပြုဖို့ထိုင်ဝမ်တိုက်ခိုက်ပါတီတွေကိုအမေရိကန်ကဖိအားပေးနေပါတယ်။ဒါအပြင်ထိုင်ဝမ်ကာကွယ်ရေးအသုံးစိတ်၃ရာခိုင်နှုန်းတိုးဖို့အတွက်ကန့်ကွက်ခြင်းမပြုဘဲထိုင်ဝမ်တိုက်ခံပါတီတွေကိုအမေရိကန်ကဖိအားပေးနေပါတယ်။ခရိုင်ယံပထမဆုံးသက်တမ်းမှာထိုင်ဝမ်အတွက်ဒေါ်လာ၁၈.၃မီလီယံတန်ဖိုးရှိလက်နက်တွေရောင်းချခဲ့ပြီး တမရပိုင်နယ်လက်ထက်မှာတော့ဒေါ်လာ8.4ဘီလီယံပေါ်သာရောင်းချခဲ့ပါလေ။အမေရိကန်နဲ့ထိုင်ဝမ်တို့ကြားတရားဝင်သံတမန်ဆက်ဆံရေးမရှိပေမဲ့အမေရိကန်ဟာထိုင်ဝမ်အတွက်အရေးပါတဲ့လက်နက်ထောက်ပံ့သူလည်းဖြစ်ပါတယ်။ထိုင်ဝမ်ကျုံးကိုပိုင်ဆိုင်တယ်လို့တရုတ်ကအခိုင်အမာဆိုထားပြီးပြည်မကြီးနဲ့ပြန်ပေါင်းစည်းရေးအတွက်လူအရင်စစ်စင်ရေးနဲ့စင်အားသုံးမယ်လို့ဖော်ပြထားပါလေ။ထိုင်ဝမ်သမ္မတဖြစ်လာချီတေးတက်လာပြီးနောက်မှာတရုတ်စစ်တပ်ဟာကျုံးဤမှာစီးရင်ကြီးမှုတွေပါဝင်ထိုင်ဝမ်ကိုစစ်ဖိအားတွေပို့ပေးခဲ့ပါလေ။ ။မကြာမီကလည်းထိုင်ဝမ်ကျွန်းဒီမှာတရုတ်လေနေသိမ်းမောဖျက်တမ်းခုမောမှုကြောင့်ထိုင်ဝမ်စစ်တပ်ဟာအမြင့်ဆုံးသတိပေးတက်လက်ခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားလိုနှစ်နိုင်ငံစစ်တပ်နေမဲ့စာချင်းသာခတ်တင်နေဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကပြောပါလိမ့်။ဝန်ကြီးချုပ်သက်စင်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားလောလောဆယ်နဲ့တလောနယ်စပ်မှာပြစ်ခတ်မှုချုပ်ဖြစ်ခဲ့ပြီးကမ္ဘောဒီးယားဘက်ကစစ်တီတိုးတည်ဆုံးခဲ့ပါတယ်။အဲဒီတော့နှစ်ဖက်တင်းမှမှုကမြင့်တက်ပါတယ်။ နှစ်ဖက်တင်မမှုမြင့်တက်နေတဲ့အနေအထားကလည်းနှစ်ဖက်လုံးကနောက်ဆုံးတင်ပြီးပဋိပက္ခအရှောင်ရှားတင်တယ်လို့ဝန်ကြီးချုပ်ဟောင်းသက်စင်ကပြောပါတယ်။မေ28ရက်နေ့ကကမ္ဘောဒီးယားတပ်ဖွဲ့တွေကင်းတဲ့နေတုန်းနဲ့ထိုင်းစစ်တပ်ကစပစ်တာလို့ဆိုပါတယ်။ထိုင်းစစ်တပ်ကတော့ကမ္ဘောဒီးယားတွေဟာမိမိတို့နယ်နိမိတ်ထဲဝင်လာကြောင်းဒါကြောင့်ထိုင်းစစ်တပ်ကတော့ရောက်ညှိနှိုင်းမှုကြိုးပမ်းရန်ကနေအခြေအနေတင်းမာပြီးနားလည်လူလွယ်မှုလွယ်မှာပြီးတော့အပြန်အလှန်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုမှာထိုင်းဘက်ကတော့ဒဏ်ရာချင်းမရှိဘူးလို့ဆိုပါတယ်။ ကမ္ဘောဒီးယားရဲ့စစ်တီသေးဆုံးမှုအတွက်ဝန်ထဲကြောင့်ထိုင်းတော်ဝင်စစ်တပ်ကထုတ်ပြန်ပါတယ်။ညင်ကျဲစွာဖြည့်ရှင်းဖို့ကမ္ဘောဒီးယားချုပ်ချာအန်တော်လေးစားလိုက်နာဖို့ထိုင်းကလည်းကတိပေးထားပါတယ်။နောက်ပြီးတော့ဒီလိုမျိုးဆက်ပြီးတော့မဖြစ်ဖို့အတွက်နှစ်နိုင်ငံတမူးတွေကကတိပြုတယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားတမူးတွေကတော့စီကန်းချက်ချိုးဖောက်ပြီးတစ်ဖက်နိုင်ငံနဲ့နယ်မြေတပ်ဝင်တဲ့ဘဲတပ်ဖွဲ့ဝင်ကိုမဆိုချက်ချင်းပြောင်းရွှေ့ပြင်မယ်လို့ဆိုပါတယ်။နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့်ဆုံးရှုံးခဲ့ရပေမဲ့ ဆွေးနွေးမှုတွေတော့ထပ်တိုးလာပြီးနောက်ထပ်ပဋိပက္ခတွေတားဆီးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ထိုင်းနဲ့ကမ္ဘောဂျီးယားကြားနယ်နိမိတ်ငင်းပွားမှုနဲ့အထင်ရှားဖို့ဖြစ်ကတော့နှစ်တထောင်တန်းရှိတဲ့ပရဝိဟာရဖျားအကြောင်းပရဝုံနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာပိုင်ဆိုင်မှုငင်းပွားတဲ့ပြဿနာပါ။၂၀၁၃မှာတော့နိုင်ငံတကာတရားဥပဒေကကမ္ဘောဒီးယားပိုင်နယ်ဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နိုင်ငံစင်ကြန်ပြည်နယ်မှာချင်းမြင်ထုံနယ်နဲ့ကြောက်တွေတွေ့ရှိပါတယ်။တတန်းအောင်အရင်ကယွမ်90 60ကနေ လက်ရှိယွမ်တသိန်းကျော်ထိတန်ဖိုးမြင့်တက်လာတယ်ဆိုပါတယ်တရုတ်နိုင်ငံစင်ကြန်ဝီကာတိုင်းရင်းသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာခြိထုံနိုင်တဲ့ကြောင့်မျိုးတွေ့ရှိပြီးဒါဟာတော်တော်လေးကိုတရုတ်တွေအတွက်ရွှေထက်အောင်တန်ဖိုးရှိတယ်ဆိုပါတယ်တတန်ဝင်ရင်းတော့တန်ဖိုး50 60တဲ့ရှိတဲ့လန်ခင်းကျောက်မြာအခုတတန်ယွမ်တသိန်းကျော်ရှိပါတယ်ဒီကြောက်ကိုဘေးစော့ကြောက်လို့ခေါ်ပါတယ်။စင်ကြဲတောင်သွုံးလုံးနဲ့ခြံဝန်းတစ်ခုကြားထူးခြားတဲ့မြေမျက်နှာသွင်ပြမှာဒီကြောက်တွေကိုအများအပြားတွေ့ရပါတယ်။ ခပ်ဖိန်ခရိုင်တစ်ခုတည်းမှာဘေးစော့ကြောက်တိုးလောင်မှုက169တန်တန်ထိတွေ့ရပါတယ်။ဘေးစော့ကြောက်ဟာပစ္စည်းလောကမှာနာမည်ကျော်ကြားလာပြီးဘေးစော့ဆိုတဲ့ချီးမင်းထုံနေပါတယ်။အပူချိန်မြင့်နဲ့ဆွဲထုံနေတဲ့နိပညာနဲ့မာကျော်တဲ့ဘေးစော့ကြောက်မှာလူစပင်းအချင်းထက်ဆယ်စားပိုသေးတဲ့ချီးမင်းတွေထုံနိုင်ပြီးတမနီထက်နှစ်ဆပိုအားကောင်းပါတယ်။သူ့ရဲ့အကောင်းဆုံးချက်တွေကမီးမလောင်နိုင်ဘူး။ selfie အစနဲ့လည်းမပြောဝင်နိုင်ဘူး။ပျော်ပျော်မီပိုးသားခဲ့တော့ချီးမင်းတွေလို့ချီးမင်းတွေဟာချောမှုတယ်လို့သိရပါတယ်။ ဘေးစော့ချင်မြလုံခဲတဲ့ဇွန်လကချန်ကီးစစ်ဂျိုရူရင်လားကွာခီးစင်မှာတည်ဆောင်ခဲ့တဲ့တရုတ်နိုင်ငံတော်အလံနဲ့တို့အသုံးပြုခဲ့ပြီးနောက်လူသိများလာခဲ့တာဖြစ်ပါတယ်။အခုနှစ်မလ12ရက်နေ့မှာဇင်ကျန်းဒေသပထမဆုံးဘေးစော့ချီထုတ်လုပ်မှုလုပ်ရုံကိုမူလေးဆိုတဲ့အရမှာစတင်လက်ပတ်ခဲ့ပါတယ်။မူလေးဒေသမှာရှိတဲ့ထန်ဆန်းတောင်ရဲ့အရှိတောင်တန်းဒေသမှာဘေးစော့ကြောင့်မှတန်တပ်ပေါ်မှုနဲ့ပြီးဆီလီကွန်နဲ့အလူမီနီယံတပ်ပေါ်မှုမြင်မှာလို့အထူးသိမ့်တော်နေဆိုပါတယ်။နောက်ဆက်တော့ အဲ့ဒီဘေးစော့ကြောက်ကချီမင်ကိုနိုင်ငံတကာကိုတင်ပို့ဖို့အတွက်တရုတ်ဘက်ကတော့ဤမျိုးနဲ့တီထွင်ထုတ်လုပ်နေပြီလို့သိရပါတယ်။ပူတင်အနေနဲ့နောက်ထပ်တိုက်ခိုက်လာနိုင်တဲ့နိုင်ငံစင်ကို CIA ကထုတ်ဖော်ပြောလာပါတယ်။ပူတင်ဟာယူကရိန်းစစ်ပွဲကိုအောင်မြင်မှာကတခြား NATO နိုင်ငံတခုကိုတိုက်ခိုက်လိမ့်မယ်လို့ American စစ်ဗိုလ်ချုပ်ဟောင်းနဲ့ CIA အကြီးအကဲဟောင်း David Petraeus ကပြောပါတယ်။သူကလစ်တရိုနီးယားဟာရုရှားချစ်တော်မှုအတွက်အန်ဒီအများဆုံးနိုင်ငံလို့ဆိုပါတယ် ရုရှားဟာအနောက်နိုင်ငံတွေခံမှမှုကိုစမ်းသပ်ဖို့သို့မဟုတ်ပုံမှုခြေပြန့်တဲ့ထိုးစစ်ဆင်မှုမတိုင်ခင်မှာဒီဘော်တစ်နိုင်ငံတွေကိုကျူးကျော်ဝင်ရောက်နိုင်တယ်လို့ဗိုလ်ချုပ်ကြီး Patrias ကပြောပါတယ်။စစ်မှုထမ်းပွားပြီးနောက် CIA ကိုဦးဆောင်ခဲ့သူ Patrias က American သမ္မတထရန်အာပူတင်ကိုအကြိမ်ကြိမ်ခွင့်ပြုပေးခဲ့တဲ့ပုံမှာဝေဖန်ခဲ့ပြီးတော့သမ္မတဟောင်းပိုင်တွေကိုလည်းယူကရိန်းတပ်ဖွဲ့တွေကိုလက်နက်တွေလုံလောက်စွာမတက်ပေးနိုင်ခဲ့တဲ့အတွက်ပြစ်မှတ်ထားဝေဖန်ခဲ့ပါတယ်။ အီရန်နဲ့အာဖဂန်နှစ်နိုင်ငံလုံးမှာအမေရိကန်ပြည်ထောင်နဲ့တခြားနိုင်ငံသားတခွင်ဝင်ထောင်ထဲချီပူးဆောင်ခဲ့တဲ့မစ္စတာပက်ထရီယက်စ်ကစစ်မြေပြင်မှာကလစတာကြီးရဲ့အုံပြုမှုကိုတားမြစ်တဲ့နိုင်ငံတကာသဘောတူညီချက်မှလုပ်ထပ်ဖို့ဖြစ်တဲ့ကိုတောင်းဆိုပါတယ်ဒီလက်နက်တွေဟာမရှိမဖြစ်လိုအပ်တဲ့အဟံတာဖြစ်ကြောင်းသက်သေပြနိုင်တယ်လို့ဆိုပါတယ်ကျွန်တော်တို့တွေးခဲ့တာကနှစ်ပတ်အတွင်းမှာမတူညီတဲ့ချင်းကမှုတစ်ခုလုံးဆောင်ရမယ်လို့အမေရိကန်သမ္မတကချိန်ချောက်ခဲ့တဲ့ဖြစ်ရတော့ပါ ဒီတကားဘာဖြစ်မလဲဆိုတာကျွန်တော်တို့မြင်ရပါလိမ့်မယ်။ American ဟာတတိယမျိုးစံ M1A1 Abram တင်ကားတွေလိုပဲတူချင်းဆုံးဖြတ်ချက်တွေအတွက်လည်းချိန်ကြာကြီးနှောင့်နေခဲ့တယ်။ဘက်စုံတော့တက်လေ F16 နဲ့သုံးပြရမယ်ဆိုတာမျက်မမြင်တယောက်တောင်မြင်နိုင်တာမျိုးပါ။ Ukraine ကိုပေးနိုင်မဲ့ Mitch လင်းရင်တွေယူရောပမှာပဲမောင်းမမရှိတော့ပါဘူး။ F16 တွေပဲပေးရတော့မှာပါ။ ။လက်ဆောင်ပြဒုံးစနစ်တွေပုံမကောင်းမွန်တဲ့လက်နက်တွေနဲ့သူတို့ကိုအသုံးပြုမှုကန့်သက်ချက်ရုပ်သိမ်းထားနေတယ်ဒီလိုပါပဲ။ဒါတွေကယူကရိန်းအတွက်အထောက်အကူမပြုခဲ့ပါဘူး။သူတို့ကအချိန်တိုင်းတောင်းဆိုပြီးစောင့်နေရမယ်။ပြီးတော့ကျွန်တော်တို့ကမရဘူးလို့ပြောမယ်။ပြီးတော့ဖြစ်နိုင်တယ်လို့ပြောမယ်။နောက်ဆုံးသူတို့ရနိုင်လာပါလိမ့်မယ်။စစ်မှုပြမှာရုရှားအတွက်နောက်ထပ်အောင်မြင်မှုတွေမရနိုင်ဘူးဆိုတာပြသဖို့ယူကရိန်းနဲ့တို့ကျွန်တော်တို့လုံဆောင်ဖို့အများကြီးရှိခဲ့သင့်ပါတယ်။သူတို့အတွက်လက်ခံနိုင်တဲ့ခြေအနေက ဘလောက်ကြီးမားတယ်ဆိုတာသိရတဲ့ကျွန်တော်တို့မလုပ်ပြနိုင်တယ်ဘူးလို့သူကပြောပါတယ်ရုရှားယူမချက်ဟာသမောဇီလန်စကီကိုဖြုတ်ချပြီးရုပ်သိမ်းကောင်းဆောင်တို့တင်မြှောက်ပြီးယူကရိန်းတိုင်းငံလုံးထိန်းချုပ်ဖို့ဖြစ်တယ်လို့ဗိုလ်ဂျီပက်ထရီယက်စ်ကပြောပါတယ်ဒါပြီးတာနဲ့သူတို့ဟာဘော်တစ်နိုင်ငံတွေကတိုင်းငံကိုအာယုံဆိုင်လာပါလိမ့်မယ်လစ်သူရေးနီးယားကကျင့်မထားနိုင်ငံတဲ့နယ်လို့ဆိုပါတယ်ဂရိုဘာကဘော်တစ်ဒေတာမှာနေတိုးစီအလီဂျင်မှုလှုပ်ဆောင်ခြင်းဖြင့်မဟာမိတ်တွေကြားပုံမှုပူပေါင်းဆောင်ရွက်မှုကောင်းမွန်စေဖို့ ရုရှားချင်းကြောင့်မှုကိုစူပေါင်းတုံ့ပြန်မှုစ조사ခြင်းအမေရိကန်ရဲ့ခြေနေကဆက်လက်မတည်ငြိမ်ဖြစ်နေပါတယ်ကျေပြန့်လာတဲ့နေတိုးချင်းချောင်းမှုလိုယူဆတဲ့အရာနဲ့ပတ်သက်ပြီးရုရှားရဲ့အမြင်ကိုဒေါ်နယ်ထရန့်ရဲ့ယူကရိန်းသံတမန်ကပြောပါလေနေတိုးဖွဲ့ကယူကရိန်းနဲ့တခြားဆိုဗီယက်သမ္မတနိုင်ငံဟောင်းလေးပါဝင်တဲ့အရှေ့ဘက်ကိုချဲ့ထွင်ခြင်းမပြုဘဲရုရှားကကတိပြုချက်တစ်ခုလိုချင်ကြောင်းရိုက်တာသတင်းနဲ့ပတ်သက်ပြီး American ABC News ကမေးရမှာဒါဟာတရားမျှတတဲ့စိုးရိမ်မှုတစ်ခုပါလို့ ကိတ်ကဲလော့ကလည်းဆိုပါတယ်အမေရိကန်အနေနဲ့ယူကရိန်းကိုစီးရင်မဟာမိတ်ဖွဲ့တွေဝင်ရောက်စီလိုခြင်းမရှိတဲ့အုတ်ချွေဖွဲ့ရဲ့သဘောထားကွဲလွဲတဲ့ယက်တီချက်ကိုလည်းသူကထက်လောင်းဆွေးနွေးပါတယ်ရုရှားသမ္မတပူတင်ထံမှအတိတ်ပင်မဲ့တဲ့လုပ်ရည်တွေကိုတွေ့ရလို့ထရန့်ကရုရှားပေါ်စိတ်ပြတ်မိတယ်လို့ဆိုပါတယ်ယူကရိန်းကိုတိုက်ခိုက်ခြင်းအတွက်ရုရှားကိုလည်းထရန့်ကပြစ်တင်ရှုတ်ချခဲ့ပါတယ် ရုရှားရဲ့ဆိုရှယ်မီဒီယာဟာလူအင်မတန်များကြောင့် CIA ဒါရိုက်တာဟောင်းကဆိုပါလေစစ်မှုပြမှာရုရှားနိုင်ငံသား၅သိန်းခန့်တေဆုံးခဲ့ပါတယ်တသန်းနီးပါးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါလေရုရှားကယူကရိန်းနဲ့မြေတွေပုံမသိမ်းပတ်နိုင်ဖို့ငြိမ်းချမ်းရေးသဘောတူညီချက်နှောင့်နှေးနေစေတယ်လို့ဆိုပါလေရုရှားကလည်းတိုက်ပွဲမီးရက်တက်ပြီးသူတို့ရဲ့မကျေနပ်ချက်တွေဖြေရှင်းပေးရမယ်လို့အခိုင်အမာပြောပါလေယူကရိန်းရဲ့ရက်30ပြည့်ခက်ရက်စဲကန့်လန့်မှုကိုလည်းအချိန်ချင်းပယ်ချခဲ့ပါလေ ထရန့်ကပူတင်ပေါ်သဘောထားပြောလဲပြီးပူတင်ဟာအယူလိုပဲလို့ပြောကြခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နဲ့တရုတ်တင်းမာမှုမြင့်တနေစဉ်ဥရောပအာရှညီညွတ်ကြဖို့ပြည်သူ့တမန်တော်အီမန်နျူအယ်မက်ခရွန်ကပြောပါတယ်စင်ကာပူမှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကာကွယ်ရေးဖိုရမ်ရှန်ဂီလာဆင်နွေမှာမင်းကွန်ပြောအောင်မှာကြီးထွားလာတဲ့အမေရိကန်တရုတ်ပြိုင်ဆိုင်မှုမှာပေါ်ပေါက်လာတဲ့ကန့်သက်ချက်နဲ့ ပေးထွက်ဆိုးကျမှုကိုတံပြန်မှုမဟာမိတ်အသစ်ဖွဲ့စည်းကိုတက်ရောက်လာတဲ့အင်ဒိုပစိဖိတ်နိုင်ငံတွေရဲ့ဝန်ကြီးချုပ်တွေနဲ့ကာကွယ်ဝန်ကြီးတွေကိုမက်ခရွန်ကတိုက်တွန်းခဲ့တာပါပြင်သစ်ဟာအမေရိကန်ရဲ့မိတ်ဆွေမဟာမိတ်ဖြစ်ပြီးတော့တခါတရံတရုတ်နဲ့သဘောထားကွဲမှုအပြိုင်ဆိုင်မှုရှိလင်ပင်မိတ်ဆွေနိုင်ငံအဖြစ်ပူးပေါင်းဆောင်ရွက်ကြောင်းမက်ခရွန်ကပြောပါတယ်မိမိတို့အကျိုးစီးပွားနဲ့ကန့်ညီတဲ့ကိစ္စရည်တွေမှာဒီလိုလုပ်တယ်လို့ဆိုပါတယ်စူပါပါဝါနှစ်နိုင်ငံကြားသဘောထားကွဲခြင်းဟာ ကမ္ဘာကြီးကရင်ဆိုင်ရမယ်အဓိကပြဿနာလို့ဆိုပါတယ် BNN နဲ့အင်ဒိုနီးရှားနိုင်ငံတွေကိုလည်းတွန်းရောက်ခဲ့တဲ့ခရီးစဉ်မှာမက်ခရွန်ကဒီလိုပြောခဲ့တာပါအမေရိကန်တရုတ်ကုမ္ပဏီစစ်ပွဲနဲ့ဘေကျင်းနဲ့ဆက်ဖြစ်နေတဲ့ပထမနိုင်ငံရေးညှဉ်းပန်းမှုကြောင့်ဂရီကုထားရှိမှုတွေပြည့်စည်လာမှာဆိုရင်လည်းဥရောပအကောင်ဆုံးတွေဟာတခြားနိုင်ငံတွေနဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပြည်တင်ဖို့ကြိုးပမ်းနေပါတယ်စီတက်ခေါ်တည်တင်တဲ့ကုံသမှုမှာစီမင်းခြေပြူအစည်းအဝေးဆုံးသက်ခြင်းရဲ့မှန်ဆောင်များနေတဲ့အတွက်ကြောင့် အာဆီယံနဲ့ဥရောပကိုတည်ရောက်မှုရှိခဲ့ကြောင်းမက်ခရွန်ကပြောပါတယ်။ဒါဟာနိုင်ငံတွေရဲ့စီးပွားရေးနဲ့ကာကွယ်ရေးဆိုင်ရာအားထုတ်မှုအတွက်ငွေကြေးထောက်ဝင်နိုင်စွမ်းပေါ်ကိုအကျိုးသက်ရောက်နိုင်တယ်လို့ဆိုပါတယ်။မကြာခင်စီးချက်ခွန်နဲ့ပတ်သက်ပြီးယာယီပြင်းထန်မှုရခဲ့ပေမဲ့တရုတ်နဲ့အမေရိကန်ကြားတင်းမာမှုတွေတဖန်ပြန်ဖြစ်ချိန်မှာမက်ခရွန်ကဒေတာတွေနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေလှုပ်လာခြင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ ကာကွယ်ရေးသုံးစိတ်မှန်သမျှကို GDP ရဲ့900ခိုင်လုံးတိုးမြှင့်ဖို့အာရှမဟာမိတ်တွေကအမေရိကန်ကာကွယ်ရေးဝန်ကြီးကတိုက်တွန်းလိုက်ပါလေ။တရုတ်နဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုတန်ကို ခံနေရတဲ့အာရှနိုင်ငံတွေအနေနဲ့ဥရောပမဟာမိတ်တွေကိုဝါရှင်တန်ကမျှော်လင့်ထားတဲ့ပမာဏနဲ့ကိုက်ညီတဲ့အထိကာကွယ်ရေးသုံးစိတ်တိုးမြှင့်သုံးစိတ်ဖို့အမေရိကန်ကမျှော်လင့်ထားပါလေ။အာရှပစိဖိတ်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းဆောင်တွေရဲ့22ကြိမ်မြောက် ရှန်ကီလာဆွေးနွေးပွဲကိုအမေရိကန်ကာကွယ်ရေးဥက္ကဋ္ဌဟာဆက်ကမေ31ကဒီလိုသတင်းစကားပါလိုက်တာ ဖြစ်ပါတယ်။ဒီလိုပြောထွက်တာတော့ယုံရခက်ပါတယ်။ဒါပေမဲ့အာရှမဟာမေဒီနဲ့မိတ်ဘက်တွေဟာဥရောပနိုင်ငံတွေကို နမူနာအသစ်အနေနဲ့ကြီးတင်ပါတယ်။ဂျာမနီပါဝင်နေတိုးခွဲ့နိုင်ငံတွေကကာကွယ်ရေးပေါ်သူတို့ရဲ့ GDP 5%တောင်းဆိုမှုကတိပြုထားတယ်လို့ဆိုပါတယ်။ဖေဖော်ဝါရီတွင်ကကျင်းပခဲ့တဲ့မြူနစ်လုံခြုံရေးညီလာခံမှာ အဲ့ဒီသုံးစိမျောမှန်းချက်ကိုဥရောပမဟာမိတ်တွေကိုပြဟဆက်ကဆက်သွယ်ပြောဆိုခဲ့တာပါမြောက်ကိုရီးယားကိုထဲမပြောသေးပဲကွန်မြူနတီရဲ့ပူကြောက်စရာကောင်းတဲ့ချင်းချောင်းမှုရင်ဆိုင်ရချိန်မှာအာရှမှာရှိတဲ့ဒီကမဟာမိတ်တွေမိဘတွေရဲ့အသုံးစိကနည်းနေရင်ဥရောပအတွက်ဘယ်လိုအိပ်ပဲရှိနိုင်မလဲလို့ပြဟဆက်ကပြောပါလေနောက်ဆုံးမှာတော့ခိုင်မာတဲ့ပြတ်သားပြီးတော့လုံနိုင်စွမ်းရှိတဲ့မဟာမိတ်တွေရဲ့အကွန်ရက်က ျွန်တော်တို့ရဲ့အဓိကပြူဟာမြောက်အားသာချက်ပါကျွန်တော်တို့အတူရှိနေတာကိုတရုတ်ကမနာလိုဘူးလို့ဆိုပါလေ2025မှာ Trump ဆိုရဖွဲ့ကြောပြန်တောင်းရည်ခဲ့ခြင်းကစပြီးတော့ Washington ရဲ့မဟာမိတ်တွေအနေနဲ့သူတို့ရဲ့သမယိုးကြအကာအကွယ်ရေးတောင်းဖို့အတွက်ပုံမတောင်းဝယ်ယူထမ်းဆောင်တင်ကြောင်းနဲ့ American နိုင်ငံတဲကိုဘန်နာရေးဝန်ထမ်းဝန်ပိုးထမ်းဖို့ပျော်လင့်တင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်သင်ပို့ပြောချင်ပါတယ် နိုင်ငံရေးနိုင်ငံလေပိုင်းမှာမိုးသီးထန်စွာရွာသွန်းပြီးရေကြီးရေရှမ်းမှုကြောင့်လူ130ကျော်သေဆုံးသွားပါတယ်။မိုးရွာသမှုဟာနိုင်ငံတန်ကြာခဲ့ပြီးမိုးဝမ်းမြောက်မှာအင်ဂျင်60ကျော်ဖြေမျောပျက်စီးခဲ့တယ်လို့နိုင်ဂျာပြည်နယ်သဘောဝဘေးစီမံခန့်ခွဲအေဂျင်စီကြီးကပြောပါတယ်။ရေဘေးကူညီခဲ့တဲ့ရေးတွေအရှိန်မြှင့်လုပ်ဖို့အစိုးရကညွှန်ကြားထားပါတယ်။ပြည်နယ်တွင်းမှာရှိတဲ့မောက်ခွာ၊တီဗင်မာဇာနဲ့အန်ဂူဝမ်ဟောဆာဝခဲတို့မှာစိုးရွားသောရေဘေးတင်ပြီး ဒါဟာနှစ်60အတွင်းစိုးရွားဆုံးရေးပြပါကေဇေးရေးတွေဆက်လုပ်နေပြီးတော့လူများပြအနေရရှိနေစေပါနိုင်ဂျီးရီးယားမှာ AP ကနေ အော်တိုဘာလာထီမိုးရသည်ကာလမကြာခဏရေကြီးရှိပါတယ်ပြည်နယ်36ပြည်နယ်အနက်15ပြည်နယ်ထံမှလည်းဂိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်ပြီးခဲ့တဲ့နှစ်ကလည်းနိုင်ဂျီးရီးယားမြောက်ပိုင်းနေရာနဲ့မှာဂိုးသီးထန်စွာရွာပြီးရေကြီးရရှံမှုကြောင့်လူသေဆုံးတဲ့နေအပြားဖြစ်စီမှု ကြေကြေပြပြဖြစ်ပေါ်ခဲ့ပါတယ်။2021ကလည်းရေးပေးကြအောင်လူတက်တမသုံးသန်းနေရဆုံးခွာခဲ့ပြီးလူ6000ကျော်တည်ဆုံးခဲ့ပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ဒေါ်လာ7ထရီလီယံတန်ကြီးရှိတဲ့ဆွေရိုင်းတာကြီးကိုယူကနာကပြသပါတယ်ယူကနာဟာအမေရိကန်ဒေါ်လာ7ထရီလီယံတန်ကြီးရှိတဲ့ဆွေရိုင်းတာကြီးထုတ်ဖော်ပြသလာပါတယ်တန်ကြီး32တန်ကျော်ရှိတဲ့အီယာမရွှေတထုရိုင်းတိုက်တွေ့ပြီးအဲ့ဒီတိုက်ကနေတန်စင်မီရွှေတန်ကြီး3300ကျော်ထွက်ရှိမှာဖြစ်ပါတယ် ခံမှန်းကြရပြီးအမေရိကန်ဒေါ်လာစနစ်ထရီလန်တန်မှုရှိတယ်။အဲ့ဒီရွှေတထုရိုင်းတိုင်းရှာဖို့တွေ့ရှိမှုကယူကနိုကဘာလုံးဆိုင်ရာရွှေထုတ်လုပ်ရေးမှာအဓိကအရေးပါတဲ့နိုင်ငံဖြစ်ရည်တည်သွားနေတာဖြစ်ပါလေ။ဒူဖော်ဒါနဲ့တက်စင်တာနေအောင်မြင်ရင်တော့ဒီရှာဖို့တွေ့ရှိမှုကယူကနာနိုင်ငံအတွက်စီးပွားရေးများစွာပြောင်းလဲစေမှာဖြစ်ပြီးများပြားလာတဲ့နိုင်ငံသားယဉ်ကျေးမှုနဲ့မှုတွေဆွဲဆောင်ပြီးတော့ကမ္ဘာရွှေစျေးကွက်ကိုတွန်းမှုနိုင်မှာဖြစ်တယ်လို့ခံမှန်းမှုတွေရှိနေပါတယ်။အခုကမ္ဘာတော့တရုတ်နိုင်ငံကရွှေလုံငန်းရှင်တွေရွှေပုံတွေကတော့ ယူကရိုင်းနိုင်ငံကိုဆင်းပြီးရွှေတင်းတွေကိုလေးလံမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။နောက်ထပ်သတင်းမှပြောချင်ပါတယ်။တမီးအရင်ကိုပြန်ရောင်းစားခဲ့တဲ့တောင်အာဖရိကမျိုးသမီးတို့ကိုထောင်နဲ့တတကြောင်းချလိုက်ပါတယ်။အသက်6နှစ်သာရှိတဲ့တမီးရင်ရောင်းစားကြောင်းဆွဆွဲခံရတဲ့မျိုးသမီးကိုတောင်အာဖရိကတရားရုံးမှာထောင်တသက်ချမှတ်လိုက်ပါတယ်။အလီစင်ဂျမာကယ်လီယိုမြောင်ကခေါ်တဲ့ချက်စမစ်ဟာချားဂျန်မှာနှုတ်နဲ့တူပြင်းထန်ဆုံးထောင်းနဲ့ချမှတ်ခံရတာဖြစ်ပါတယ် ကျန်တဲ့နေရာမှာသူ့ရဲ့ချစ်သူဂျာကွင်းအပေါ်လစ်နဲ့သူတို့ဆုံတွဲဖြစ်ပါတယ်။မင်းကလင်းရဲ့ George Lindsay ရဲ့ True Sense ပျောက်ဆုံးမှုပြီးတနည်းကြော်ကြမှာအမှုတရားစင်ချက်ထွက်လာတာပါ။မင်းကလင်းရဲ့ George Lindsay ဟာတီတောင်းမြို့နာကဆယ်ရန်ဟာပင်လယ်ကွနာကနေပြည်မှာကစားရင်ပျောက်သွားတာပါ။2024ဖေဖော်ဝါရီကပျောက်ဆုံးနေတဲ့မင်းကလင်းကြောင့်တောင်အာဖရိကမှာအရန်အယုံဆိုင်ခံခဲ့ရပြီးဖြန့်ကျက်ရှာဖွေပေမဲ့ခုထိမတွေ့ရပါဘူး။တောင်အာဖရိကဆွေးရရှိနေတွေက ရေချာဟာသမီးဖြစ်သူကိုကြုံဖြစ်အောင်စားကြောင်းဆွဆွဲပေးမယ်။တရားခွင်မှာအဲ့ဒီအချက်ကိုတက်တည်ခိုင်မှမပြနိုင်ခဲ့ပါဘူး။ဆိုရရှိနေဒီကရေချာဟာမူရစီဆွဲနေပြီးငွေလိုလိုသမီးကိုရောင်းစားခဲ့တာဖြစ်ပါလိမ့်။ရှစ်ပကြာကြားနာမှုတွေမှာတက်တည်ကလည်းရေချာနဲ့ကြံပါတွေကိုပြင်းထန်ထန်ဆွဆွဲနေပါတယ်။တရားသူကြီးနေတန်ကစင်ကြက်ကြင်ညာခြင်းမှာတရားခံ၃ဦးနဲ့ကဘယ်သူက ပုံပြီးပြစ်ကြည့်လဲဆိုတာခွဲခြားလို့မရအောင်ပြောပါလိမ့်။ တဲကန်သုံးလို့ဟာလူမောင်ကုန်မှုပြန်ပြီးဆွေးမှုဆွဆွဲချက်တွေအတွက်ပြည့်ရှိကြအောင်ဆုံးဖြတ်ပြီးလူမောင်ကုန်မှုအတွက်ထောင်းတသက်ပြန်ပြီးဆွေးမှုအတွက်ထောင်းစနစ်ချမှတ်လိုက်တာဖြစ်ပါလိမ့်တရားစီရင်မှုစစ်ဆေးနေတဲ့အတွင်းမှာတရားခဏရာကလေးကိုဝယ်သွားတဲ့သူကိုလုံးဝထုတ်ဖော်ပြောခြင်းမရှိပါဘူးတော်သားထွက်တဲ့ဒေသခံတွေကတရားဥပဒေကြမ်းတိုင်ကလေးကတရားခံသုံးဦးကိုအပြင်းထန်စွာပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုထားတာဖြစ်ပါလိမ့် ။ယောဂန်ခရီးယန်ဖုန်းတော်ရေးပါက2023နှစ်ရေချယ်ကသူ့ကလေး၃ယောက်ကိုတယောက်စီတည်း brand ွေ2000 2000တနည်းဖြင့်ဒေါ်လာ1100လောက်နဲ့ကျောင်းကျင်တယ်လို့ပြောဆိုတာကြောင်းမိခဲ့ကြအောင်ဆိုပါတယ်။တကယ်လို့တိတိဆိုင်ဝယ်လက်ရှိရင်တော့ကလေးတယောက်စာဈေးကို295ဒေါ်လာထိရှော့ပေးဖို့စံနှုန်းရှိတယ်လို့ရေချယ်ကပြောခဲ့တယ်ဆိုပါတယ်။ပိုပြီးကြောက်စရာကောင်းတဲ့ထွက်ဆိုကြတော့ရေချယ်ကသူ့သမီး George လည်းမျက်လုံးနဲ့အရေးပြောက်ကိုစေးဖို့လိုချင်တဲ့ရိုးရဘိန်းတော့ဆရာစီသူတို့ ရန်တောင်အာဖရိကငွေကြေး2000နဲ့ရောင်းချခဲ့တယ်ဆိုလဲဆွဆွချက်ပဲဖြစ်ပါတယ်။ရုရှားကတော့ဒီဆွဆွချက်တက်တဲ့ထွက်ချက်တိုင်းဟာမျက်နှာပြောင်းတိုက်ထားတဲ့အလိညာတွေပဲလို့ပြောပါတယ်။တရားရုံးကတော့လလောဆင်မှာတက်တဲ့ထွက်ဆိုသူတွေဟာပျောက်ဆုံးတဲ့ကလေးငယ်နဲ့နှိစက်ပြီးအခြေအနေကိုနက်နက်ရှန်ရှန်နားလည်ထားသူတွေဖြစ်လက်ခံထားတာပဲဖြစ်ပါတယ်။